American Nuclear ဆိုရင်တုံလေးရင်တင်သင်းမော်ဒဇင်တောင်ကိုရီးယားနိုင်ငံကိုလာရောက်လည်ပတ်မှုကိုမြောက်ကိုရီးယားကာကွယ်ဝင်ကြီးနိုကွမ်ချိုကရှုံချခဲ့ပြီးပြင်းထန်တဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်မယ်လို့ပြောပါရယ်မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ကနိုကွမ်ချိုရဲ့ထုတ်ပြန်ချက်ကိုစနေနေ့ကဖော်ပြခဲ့တာပါတောက်ကြနေ့ကပြီးဆုံးခဲ့တဲ့ American တောင်ကိုရီးယားပူးတဲ့လေကြောင်းလေကျင်းမှုဟာ တောင်ကိုရီးယားကျွမ်းဆွေမှာတင်းမာမှုတွေအချိန်မြင့်စေတဲ့လုံရက်တစ်ခုအဖြစ်၎င်းကဝေဖန်ခဲ့ပါတယ်။တနင်္လာနေ့ကအမေရိကန်ကာကွယ်ဝင်ကြီး PT Hasech နဲ့တောင်ကိုရီးယားကာကွယ်ဝင်ကြီး Anju Bap တို့ဟာတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားနယ်စပ်ရှိပန်မွန်ဂျုံရွာကိုလည်းပတ်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်ဟာမြောက်ကိုရီးယားနိုင်ငံပေါ်ရန်လိုတဲ့သဘောဝကိုဖော်ပြတဲ့လုံရက်ဖြစ်တယ်လို့နိုကွမ်ချိုကပြောပါတယ်။ဘလို့ရောက်ကိုမစိုးတုံ့ပြန်ဖို့ကျွန်တော်တို့အစဉ်အသင့်မှာရန်သူရဲ့ချင်းချောက်မှုတွေပေါ် ပိုပြင်းထန်တဲ့ထိုးစစ်ဆင်ရေးယူမှုကျွန်တော်တို့ပြသပါမယ်လို့၎င်းကဆိုပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာတောက်ကြနေကတာလက်ပဲထိန်ဒုံးကျည်တစင်းကိုဂျပန်ပင်လယ်ပြင်ကိုဆေးလွှတ်ခဲ့လို့ကီလိုမီတာ900ခန့်ထိရောင်းရှိခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။မြောက်ကိုရီးယားရဲ့ဒုံးကျည်ပြစ်လွှတ်မှုဟာအမေရိကန်သို့မဟုတ်မဟာမိတ်တွေအတွက်ထိုင်းရိုက်ချင်းချမှုတစ်ခုမဟုတ်ဘူးလို့အမေရိကန်စစ်တပ်အာရှပစိဖိတ်ကိုကဲမှုဌာနချုပ်ကတောက်ကြနေမှာပြောကြားခဲ့ပါတယ်။ အမိမြေနဲ့ဒေသရင်းရှိမဟာမိတ်တွေကိုကာကွယ်ပေးဖို့အမေရိကန်နိုင်ငံကအစဉ်သင်းရှိတယ်လို့အာရှပစိဖိတ်ကုကဲမှုဌာနချုပ်ကဆိုပါတယ်။ထိုင်ဝမ်ဟာအထီးမကျန်ပဲကမ္ဘာတဝန်းမိတ်ဆွေနိုင်ငံတွေပုံများလာကစိတ်တကြံခိုင်မှုကိုကမ္ဘာကြီးကိုဆက်လက်ပြီးပြသမယ်လို့ဥရောပတိုက်သံတမန်ခီးစင်ကပြန်လည်ရောက်ရှိလာတဲ့ဒုတိယသမ္မတရှိုဘီခင်းကနိုဝင်ဘာ9ရက်မှာပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ပြင်းထန်ကန့်ကွက်မှုတွေရှိလင့်ကစားဒုတိယသမ္မတလိုထိုင်ဝမ်ကြီးရန်ရာရှိတူရဲ့ဥရောပတိုက်ကိုသွားတဲ့တန်တမန်ခီးစဉ်ဟာရှာရှာပါပါခီးစဉ်ဖြစ်ပါတယ်။ထိုင်ဝမ်ဒုတိယသမ္မတရှိုဘီခင်ကဘယ်ဂျီယံနိုင်ငံဘရက်ဆဲမြို့တော်ရှိဥရောပနှုတ်တော်မှာကျင်းပတဲ့တရုတ်နိုင်ငံဆိုင်ရာနိုင်ငံတကာပါလီမန်ထိပ်သီးဆွေးနွေးပွဲမှာမိန့်ခွန်းပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ရဲ့နိုင်ငံတကာအခြေအနေဟာအလွန်မင်းခက်ခဲပေမဲ့ထိုင်ဝမ်ဟာဘရုံးမှလက်မလျှော့ခဲ့ကြောင်း အဘယ်ကြောင့်ဆိုတော့ထိုင်ဝမ်ဟာနိုင်ငံတကာတိုင်းဝိုင်းမှာပါဝင်ခွင့်ရှိတဲ့အကြောင်း၎င်းကပြောပါရယ်ထိုင်ဝမ်ဟာအထီးကျန်မဆန်ပါဘူးကျမတို့ကမ္ဘာတဝမ်းမှာမိတ်ဆွေနိုင်ငံတွေပုံများလာပါတယ်လို့သူကဆိုပါရယ်ထိုင်ဝမ်ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှု စိတ်စေတနာကောင်းဒီမိုကရေစီအင်အားကိုကမ္ဘာကြီးကိုပြသဖို့ယုံကြည်မှုလက်တွေ့ကြမှု ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ကျမတို့ရှေ့ဆက်မယ်လို့ရှိုးဘီခင်ကပြောပါရယ်